မြန်မာနိုင်ငံမှာတည်သီးတွေပေါ်ပေမဲ့ဂျပန်နိုင်ငံမှာတော့တည်သီးကြောက်ဟာဈေးကြီးဆုံးအစားအစာတွေမှာပါဝင်ပါလိမ့်မင်္ဂလာပါတော့မဂ္ဂဇင်းပရိသတ်ကြီးရေဂျပန်နိုင်ငံမှာတည်သီးကြောက်ကိုတည်ခင်းရဲ့ခံခြင်းဟာတထေးစာလို့တော့မှပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံရဲ့တည်သီးကြောက်တွေဟာကမ္ဘာပေါ်မှာ quality အကောင်းဆုံးနဲ့အရသာအရှိဆုံးတည်သီးကြောက်တွေဖြစ်နေလို့ပါပဲ။အဲ့ဒီတည်သီးကြောက်တွေကိုထုတ်လုပ်တဲ့နေရာမှာလေဂျပန်နေဟာရိုးရာနီအတိုင်းဘာတာရုပစ္စည်းမှမပါပဲတဘာဝအတိုင်းအချောက်ခံပါလိမ့်။ဒီတည်သီးတွေကိုအချောက်ခံတဲ့ပုံစံကအရင်ဆုံးအပင်ကနေတည်သီးအသက်တွေကိုခူးတယ်။ ပြီးတော့လို့ရှိရင်တော့3ရဲ့အခွန်တွေကိုတင်ပြပါရီတင်ပြပြီးသွားရင်တော့အညာအုံမပြုတ်သွားအောင်ဂယူးဆိုင်ပြီးအဲ့ဒီအညာကိုကျိုးလေးတွေနဲ့တည်တန်းရင်လေပဲရှိတဲ့နေရာမှာတဖြည်းဖြည်းနဲ့သူ့ရဲ့ရေတွေခြောက်သွားအောင်လို့အချောက်ခံရပါရီနေနဲ့တိုက်ရိုက်ထိတွေ့တာမျိုးမဟုတ်တဲ့အတွက်လုံးဝခြောက်ပြီးလဲပိတ်မသွားပါဘူးသူ့ရဲ့အဆိုးရက်လေးကကြံ့နေပြီးတော့ခြောက်သွားတဲ့အခါမှာတော့မှချက်ချင်းစားလို့ရတဲ့အရသာရှိတဲ့တဲသီးကြောက်တွေအဖြစ်ပြောင်းလဲသွားပါရီရဲအနေငယ်ကြတဲ့အခါမှာတော့အဲ့ဒီတဲသီးကြောက်တွေကတဖြည်းဖြည်းနဲ့ပျော့စီစီဖြစ်လာပြီးလူရီယာလည်းပဲအဲ့ဒီပျော့စီစီလေးကိုလက်လေးနဲ့ဖိနှိပ်ပေးရပါရီ အဲ့လိုနဲ့နောက်ထပ်တပတ်ဝင်းကျင်လောက်အကြာမှာသူ့ရဲ့အသည်အပြင်းမမှာအဖြူရောင်အမုံလေးတွေထွက်လာပြီးဒါကသဘာဝကပေးတဲ့အချိုတက်ကြောင့်ဖြစ်ပေါ်လာတဲ့အသည်အမုံလေးတွေပဲဖြစ်ပါတယ်ဒါဟာမှုတက်တာမဟုတ်ပါဘူးတဲ့အဲ့လိုမျိုးအဖြူရောင်လေးတွေပါနေတဲ့ဒီလိုမျိုးတည်သည့်ကြောက်တွေကဈေးအင်မတန်ကြီးပါတယ်